်လာခဲ့ကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါရှင်။ထောဝါဒီဘက်မှာဘယ်လိုမျိုးအကြောင်းအရာတွေပြောပြပေးသွားမလဲဆိုတော့ K-pop လောကရဲ့ Second Generation အဖွဲ့အဖွဲ့ဖြစ်တဲ့ Apin ရဲ့ comeback အကြောင်းလေးပဲဖြစ်ပါတယ်။ပရိသတ်တွေကလည်းသူတို့အဖွဲ့ရဲ့ comeback ကိုအမြဲတမ်းစိတ်အားထက်သန်စွာစောင့်မျှော်နေကြတာပေါ့နော်။အခုတက်လာတဲ့သတင်းတွေအရ Apin ကသူတို့အဖွဲ့ debut လုပ်တာ15နှစ်ပြည့်တာကိုဂုဏ်ပြုတဲ့အနေနဲ့ဖွဲ့လိုက် 11th တစ်ခုကိုထုတ်ဝေသွားဖို့စီစဉ်နေရလို့သိရပါတယ်။ အချိန်ကာလအားဖြင့်တော့2026ခုနှစ်ဇန်နဝါရီလမှာထွက်ရှိမယ်လို့သိရပါဗျ။ဖွဲ့ဝင်တွေဖြစ်တဲ့ Choron, Bomi, Namju, Haeyang တို့က agency အသစ်ဖြစ်တဲ့ Wood at Entertainment ကိုပြောင်းရွှေ့ပြီးနောက်အဖွဲ့လိုက်လှုပ်ရှားမှုအသစ်ကိုပရိသတ်တွေစီယူဆောင်လာတာပဲဖြစ်ပါတယ်။ Aping အဖွဲ့က2025ခုနှစ် April လတုန်းကလည်းသူတို့ debut 14နှစ်ပြည့်ကိုဂုဏ်ပြုတဲ့အနေနဲ့ပရိသတ်တွေစီကို Top Club ဆိုတဲ့ single song တစ်ပုဒ်ကိုထုတ်ဝေပေးခဲ့ပါသေးတယ်။အခု album တော့လက်ရှိအဖွဲ့ဝင်တွေအားလုံးပါဝင်နိုင်မဲ့ ခွင့်ရေးကအတော်လေးတော့မြင့်မားနေပါဗါတယ်။ဥက္ကီကတော့လက်ရှိမှာသူတို့ရဲ့မူရင်း agency ဖြစ်တဲ့ ISD Entertainment လောက်အောင်မှာပဲရှိနေသေးဖြစ်ပြီးတော့တရုတ်ဆောင် solo artist အဖြစ်အဓိကလှုပ်ရှားနေပါဗါတယ်။ဒါပေမဲ့သူမက Epic အဖွဲ့ဝင်အဖြစ်ရှိနေသေးပဲဖြစ်ပါတယ်။ဒီတစ်ခေါက်ခံဘက်မှာတော့မမဘယ်နှယောက်ပါဝင်လာမလဲဆိုတာကိုတရားဝင်သတင်းထုတ်ပြန်ထားခြင်းတော့မရှိသေးပါဘူး။ပြည်သက်တွေကတော့မမဆုံညင်ညင်တာမဟုတ်လို့မမ၅ယောက်စလုံးပါဝင်လာဖို့မျှော်လင့်နေကြပါတယ်ရှင်။ကဲချော့ကဒီနေ့တော့ဒီလောက်ပါပဲ။နောက်ပတ်တွေမှာရောခေစားကဲမှာဘယ်လိုမျိုးအကြောင်းအရာ ာလေးပြောပြပေးသွားအောင်မလားဆိုတာကိုတော့ဆက်လက်ရှင်းပြဖို့မမေ့နဲ့နော် channel တို့နောက်ပတ်မှာပြန်တွေ့ကြမယ်နော်တတ်တာ